တယ်။ဒါကကျေနပ်ရဲ့တော်မင်းရဲ့ဘုန်းတော်။တော့ကမှလူထက်ပုံပြီးဘာမှတန်ဖို့မရှိဘူးလား။ပတ်သက်တဲ့ဆုံးချုံကပြန်ချလို့ရတယ်။ကုမ္ပဏီတခုဥဆောင်နေတဲ့ခင်ဗျားလူလူတယောက်ကလုံတမရဲ့ဘုန်းကပို့ပြီးနားလေထားနေတယ်။အကိုကကျွန်တော်တို့စိတ်ထဲမှာဘယ်တော့မှမသိသွားပါဘူး။မြဲတမ်းတခုခုဆိုလို့ရှိရင်ဒါလေးကတော့အကိုသားဆိုရင်ဆိုရဲစိတ်မျိုးတွေအခုချိန်ထိရှိနေကြတော့မှာပဲကျွန်တော်သူနဲ့တူလက်တွဲခဲ့ဘူးတဲ့ဒါရိုက်တာတိုင်းရဲ့ထုတ်လုပ်သူတိုင်းရဲ့စိတ်ထဲမှာဒါလေးသာကိုသားကြီးဆိုရင်ဆိုရဲစိတ်မျိုးကတော့အခုချိန်ထိမပြောက်သွားကြပါဘူး ဒီနေ့လာလဲဘဲဘူးဒီနေ့လာလဲဘဲဘူးနေတော့မင်းကငါ့ကိုဥတလုံးတစ်ခေါက်ကြောင်းဘဲဘူးဘင်းလည်းနေလိုက်ချက်ကျွေးနေတာအာမင်းဈေးမသွားနိုင်တဲ့ရက်လည်းပုံတဲ့ရက်လည်းပုံကွာဆဲလည်းဘဲဘူးရင်းစားတာသူလည်းဘဲရောက်ပေါ့တော်ပြီဆိုင်နေပါကျွန်တော်တို့ကကိုသားကြီးလိုမင်းသားဖြစ်တဲ့အချိန်မှာခွေငားကြည့်နေခဲ့တဲ့အထက်တန်းကျောင်းသားလေးတွေပဲရှိသေးတာလေဆိုတော့ဒီလိုမျိုးမင်းသားကြီးတွေကယုံကြည်ပြီးတော့လက်တွဲပြီးတော့ရိုက်တဲ့ဒါရိုက်တာဆိုတာကပြိတ္တအတွက်ယုံကြည်မှုအလိုလိုကပ်ပါလာတာပေါ့ ဒါပဲဟိုမေ့လို့မရတဲ့ကျေးဇူးတွေပါကျွန်တော်ကဒရမာနဲ့ကိုယ့်ကိုအဲ့လိုမျိုးမှန်းတဲ့ဒါရိုက်တာလည်းမပါဘူးသူတို့ကတော့အကောင်းဆုံး guide လုပ်မယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ကိုကတော့ဒါရိုက်တာစုတွေပါလေအဲ့လိုမျိုးမှန်းထားတာတော့မရှိဘူးတရုပ်ဆောင်တွေအတွက်ကိုပဲတကယ်မျောလန့်တာ ရိသတ်နဲ့ကျွန်တော်နဲ့ကြားရတဲ့နှစ်ပေါင်းများစွာတီဆောက်လာခဲ့တဲ့ trust တစ်ခုပေါ့ဟိုးအရင်ဗီဒီယိုခစ်နေတဲ့ကဟိုးအရင်ကိုသားကြီးတို့ကိုလွင်မိုးတို့ကိုလူမင်းတို့ခစ်ခရဲကပရိသတ်နဲ့တူတူတီဆောက်လာတဲ့အပြန်အလှန်ယုံကြည်မှုတစ်ခုပေါ့ပရိသတ်ကလည်းဒီဘဲကတော့သူ့နာမည်သူပြစ်ဆက်လက်ခတ်လုံးမဲ့သူမဟုတ်ဘူးလို့ယုံကြည်ပေးတယ်ကျွန်တော်ကလည်း သူတို့ယုံကြည်မှုနဲ့တန်အောင်ငါတခုပြန်ပေးနိုင်ရမယ်ဆိုတဲ့စိတ်အမြဲထည့်ထားတယ်။အဲ့ဒါလေးတခုကတကယ်ချစ်စရာကောင်းပါတယ်။အဲ့ဒါလေးတခုကတော့ဘာနဲ့မှတန်ဖို့ဖြတ်လို့မရပါဘူး။သမီးကအကျဉ်းသားလေးတော်တော်မဲ့နေမှာ။လောကမှာလူထက်ပုံပြီးဘာမှတန်ဖို့မရှိဘူးကြာ။ပတ်သက်လေးဆုံးရှုံးကပြန်ရှာလို့ရတယ်။ကုမ္ပဏီတခုကဥဆောင်နေတဲ့ခမည်းလိုလူတယောက်ကအလုပ်သမားတွေကပို့ပြီးနားလည်ထားနေတယ်လို့ကျွန်တော်ထင်တယ်။မှန်တာပေါ့မှန်တာပေါ့။ဒါလည်းဟိုဒီမင်းသားတွေရဲ့ခြေစူးလည်းပါတယ်လို့ပြောရမှာပဲ။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကကိုသားကြီးတို့မင်းသားဖြစ်တဲ့အချိန်မှာခွေငားကြည့်နေခဲ့တဲ့အထက်တန်းကျောင်းသားလေးတွေပဲရှိသေးတာလေဆိုတော့ဒီလိုမျိုးမင်းသားကြီးတွေကယုံကြည်ပြီးတော့လက်တွဲပြီးတော့ရိုက်တဲ့ဒါရိုက်တာဆိုတာကပြိသက်အတွက်ယုံကြည်မှုအလိုလိုကပ်ပါလာတာပေါ့ဒါလည်းဟိုမေ့လို့မရတဲ့ကျေးဇူးတွေပါဒီနေ့လာလဲဘဲဘူးဒီနေ့လာလဲဘဲဘူးနေတော့မင်းကငါ့ဥတလုံးတစ်ကောင်ကြောင့်ဘဲဘူးဘီမင်းနေလိုက်ကြွေးနေတာအမေဈေးမသွားနိုင်တာတည့်ရက်လည်းမဟုတ်တည့်ရက်လည်းမဟုတ်ကွာ ဆယ်လည်းဘယ်ဝင်ကြလားသူလည်းဖဲရောက်ပါဦးတော်ပြီဆိုင်လည်းခိုင်းမှာစားပါဦးအကိုကကျွန်တော်တို့စိတ်ထဲမှာဘယ်တော့မှမသိသွားပါဘူး။မြေရန်တခုခုဆိုလို့ရှိရင်ဒါလေးကတော့အကိုသားဆိုရင်ဆိုရဲစိတ်မျိုးတွေအခုချိန်ထိရှိနေကြတော့မှာပဲ။ကျွန်တော်သူနဲ့တူလက်တွဲခဲ့ဘူးတဲ့ဒါရိုက်တာတိုင်းရဲ့ထုတ်လုပ်သူတိုင်းရဲ့စိတ်ထဲမှာဒါလေးသာကိုသားကြီးဆိုရင်ဆိုရဲစိတ်မျိုးကတော့အခုချိန်ထိမပြောက်သွားကြပါဘူး။ ခုဇလန်အန်ဒါဆန်ဆိုရှစ်ပေါ့နော်ဇလန်တင်ထားပြီဇလန်ပြန်ကြလာရင်တော့ထပ်ပြီးတော့ဟိုတရုတ်ဆောင်ရွေးချယ်မှုအပြီးတက်ပြီးတော့ရိုက်ကူးရေးစမှာပေါ့များတယ်ဒီကငါတို့ကခင်မို့မို့ရေးကကတ်စီများတယ်ဒီကကျွန်တော်ကတရုတ်ဆောင်များတယ်ဆိုပေမဲ့ item တကယ်လုံနိုင်တဲ့သူ item တကယ်ယူသွတ်တဲ့သူတွေကိုပဲကတ်စ်မှာဖြစ်တဲ့အတွက်ဒီပုံမှာတော့စိုးရိမ်မှုမရှိပါဘူး ငကိုတွေကဒီကားအတွက်ရွေးချယ်ပြီဆိုတော့ဟိုကဒီလူကိုကျွန်တော် item နဲ့ပတ်သက်ရင်ယုံကြည်လို့လို့အဓိပ္ပာယ်ရပါတယ်။သိကြတာကတော့တရုတ်ဆောင်တွေအတွက်တာဝန်သမျှတရုတ်ဆောင်တိုင်းအတွက်သူတို့ role တွေအတွက်အဲ့လို academy ကိုရင်ခုန်လို့ရနိုင်တဲ့ item မျိုးတွေပဲ။ကျွန်တော်က drama နဲ့ကိုယ့်ကိုယ်အဲ့လိုမျိုးမှန်းတဲ့ director တွေမှမပေါ့ဘူး။သူတို့ရောအကောင်းဆုံး guide လုပ်မယ်ပေါ့နော်ဒါပေမဲ့ကိုကိုကတော့ ဒီကားအတွက်ဒါရိုက်တာစုတွေပါတယ်အဲ့လိုမျိုးမှန်းထားတာတော့မရှိဘူးတရုတ်ဆောင်တွေအတွက်ကိုပဲတကယ်မျောလန့်တယ်ဒါတော့ကိုရွေးချယ်ရိုက်ကူးလိုက်တဲ့တရုတ်ဆောင်တယောက်ဒီလောကထဲမှာယက်တီသွားနိုင်တယ်ယက်တီသွားရဲဆိုလို့ရှိရင်တော့ဒါဝမ်းသာစရာတစ်ခုပါကျန်တာကတော့သူ့ကြိုးစားမှုနဲ့သူ့နေရာကိုသူ့အသက်သူဆက်ပြီးတည်ဆောက်အောင်ပါပေါ့နော်ဒီစကားမှာဒါကျွန်တော်ချစ်တဲ့ပြိတ္တဆိုတာလည်းမခင်မမိုးအေးကိုချစ်တဲ့ပြိတ္တတွေကပို့ပြီးတော့ရာဂိုင်တော့များပါလိမ့်မယ်ဟိုဘလူပဲဖြစ်ဖြစ်စောင့်ကြည့်ပေးကြတာကျေးဇူးတင်ပါတယ် မခင်မမအေးကိုခေါင်းဆောင်အဖြစ်နဲ့မြင်ရဖို့အတွက်ကိုကျွန်တော်ကိုယ်တိုင်လည်းစိတ်လှုပ်ရှားပါတယ်ဒီလိုပဲပြောချင်ပါတယ်